ိဘပြည်သူများရှင် Prime Media မှာသတင်းသုံးသပ်တင်ပြချက်လေးဖြစ်ပါတယ်ရှင်။မိဘပြည်သူများရှင်ဒီရက်ပိုင်းမှာကျမသတင်းဆိုတာထပ်ပေါ့နော်။နိုင်ငံရေးလေးတာသုံးသပ်ချက်တွေနဲ့ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဖော်ထုတ်တဲ့သတင်းတွေကိုကျမနေ့စဉ်နေ့တိုင်းတင်ဆက်ဖြစ်နေပါတယ်ရှင်။မိဘပြည်သူများလည်းသတိထားမိပါလိမ့်မယ်။ဒီလိုတင်ဆက်ဖြစ်ရတဲ့အကြောင်းရင်းခံကလည်းတိတိကျကျရှိပါတယ်ရှင်။ဒါလေးကိုကျမနည်းနည်းလေးရှင်းပြချင်ပါတယ်။ကျမနိုင်ငံမှာ2021ကိစ္စကြီးဖြစ်သွားတဲ့အခါမှာတော်လန်ရေးဆိုတဲ့အရာကြီးကပေါ်လာခဲ့တယ်ပေါ့နော်။အဲ့လိုပေါ်လာတဲ့အခါမှာဆိုရင်အင်အားစုတွေရှိရဲ့ရှင့်။နံပါတ်1အင်အားစုက NLD ဖြစ်ပါတယ်။ နံပါတ်1အင်အားစုကကြတော့ဒီမိုကရေစီကိုပျက်စီးဆုံးရှုံးသွားမှာစိုးရိမ်တဲ့လူငယ်တွေပါရှင့် NLD တွေဟာဆိုရင်ဒီငါတို့ဆန္ဒပြတဲ့ကိစ္စကဒေါအောင်ဆန်းစုကြည်ကြောင့်မဟုတ်ဘူး NLD ပါတီကြောင့်မဟုတ်ဘူးငါတို့ဒီမိုကရေစီဆုံးရှုံးမှာစိုးလို့ဆိုတဲ့လိန်ညာမှုနဲ့လူငယ်တွေကိုစွဲခေါ်ခဲ့ကြတာရှင့်တော်လည်ရေးမှာပါဝင်တဲ့သူတိုင်းက NLD fan တွေမဟုတ်ပါဘူးရှင့်ဒါပေမဲ့ NLD တွေကလူငယ်တွေကိုဆက်ဆံကြအောင်အသုံးချဖို့တော့ကြတော့ NLD တော့မဟုတ်ဘူးဆိုပြီးတုံ့ချတယ် လူငယ်တွေပါလာတဲ့အချိန်မှာငါတို့အာနုံဒီ NLD ဆိုတဲ့ခေါင်းစဉ်အောက်ကိုဆွဲသွင်းထားတာရှင့်ဒီလိုမူယာမာယာကိစ္စတွေလည်းရှိရပါတော့ဒါပေမဲ့အဲ့ဒီ NLD တွေရဲ့မျောလင်းချက်ကကြတော့ဒေါအောင်ဆန်းစုကြည်လွတ်မြောက်ဖို့တခုလည်းပဲဘာကြောင့်လဲဆိုတော့ NLD တွေသည်ဒေါအောင်ဆန်းစုကြည်မရှိလို့ရှင်ရိုင်းရိုင်းပြောရလို့ရှင်သူကဘာကောင်းနေဘာကောင်းမနေမှမဟုတ်ဘူးရှင်နိုင်ငံရေးမှာဘာရည်ချင်းမှလည်းမရှိဘူးနောက်ဆုံးကုန်ကုန်ပြောရလို့ရှင်ဒေါအောင်ဆန်းစုကြည်မရှိလို့ရှင်သူတို့ဟာလုံးဝမရက်တည်နိုင်ဘူးရှင်ဒါကြောင့်ဒေါ်ဆန်းစုကြည်ကိုသူတို့ကအသေးရရအရှင်ရရပြန်လိုချင်တဲ့အတွက်နီလာပေါ့ဆိုသုံးပြီးတော့လူငယ်တွေကိုဆွဲသွင်းပြီးတော့တုံးချခဲ့တာ ဒီလိုနဲ့တို့ဟာ CRPH NUG ဖြစ်ကုန်တယ်။အဲ CRPH နဲ့ NUG ဆိုတဲ့အဖွဲ့အစည်းနီပိတ်အဖွဲ့အစည်းကိုထပ်ပြီးတော့အုံချလိုက်တာကတိုင်းရင်းသားလက်နက်ကိုင်နေရှင့်တိုင်းဒလနကိုင်းနေရသူတို့ရဲ့နေမြေခွဲထွက်ခြင်းနဲ့ကိုယ်တိုင်တီထောင်ခြင်းနဲ့နိုင်ငံထူထောင်ခြင်းနဲ့မျောလင်းချက်တွေကိုအကောင့်ထဲဖော်ဖို့အတွက်စစ်သားအင်အားကိုသူတို့ဟာနေပိတ်တီဇီကနေရမယ်ဆိုတဲ့မျောလင်းချက်နဲ့သူတို့ဟာနိုင်ငံရေးအရာပူပေါင်းမလို့လို့နဲ့ PDF တွေစစ်တင်တန်းပေးပြီးတော့ UNG နဲ့ပူပေါင်းနေတယ်ရှင့်အဲ့ဒီလိုကနေပြီးတော့မိဘပြည်တော်မြင်းတဲ့အတိုင်းပဲရှင်နေအခင်းချင်းနေဖြစ်လာတယ် တိုင်းသလက်နဲ့တိုင်းတွေဟာကိုယ့်နဲ့မြေမှာကိုယ့်အကိုစစ်ပွဲတွေစီစဉ်နေနိုင်ငံထူထောင်မှုလုပ်တယ်ကိုပိုင်အာဏာတွေလုပ်တယ်အဲ့ဒီမျိုးသူတို့ဘောတော့တိုက်ပွဲဆင်တဲ့အခါမှာရရှိသွားတဲ့နေကြီးတွေမှာအညူကြီးဟာလုတ်ပိုင်ဝင်ဘာမှမရှိဘူးရှင်ဒီချက်တွေကြည့်ခြင်းအဖြစ်တိုင်းသလက်နဲ့တိုင်းတွေဟာအညူကြီးတွေကိုအသုံးချသွားတယ်ဆိုတော့ပေါ်လဲမှာရှင်တိုင်းသမားနဲ့တိုင်းတွေကိုလည်းဆက်လက်အသုံးချနေတာကတော့အနောက်အုပ်စုနဲ့အချို့အချို့သောနိုင်ငံကြီးတွေကလက်မဲကြီးတွေဖြစ်ပါတယ်။ဒီတော့ဒီမိုကရေစီကိုအလိုချင်ပါတယ်ဆိုတော့ဖြူစင်လာတဲ့လူငယ်တွေကတော့ ဟိုအခြေခံအဆင့်အသုံးချခံရတဲ့အခြေအနေဖြစ်သွားတာပေါ့ရှင့်ဒီလိုနဲ့အချိန်ကြီးကြာလာတဲ့ခါမှာတိုင်းပြည်ကထိခိုက်နေတဲ့လားနစ်နာလာတယ် NLD တွေကလည်းတိလာကြပြီဒီဒီတော်လှန်ရေးဆိုတာလုံးဝအောင်စရာအကြောင်းမရှိတော့ဘူးပေါ့နော်ဒါကြောင့်သူတို့ဟာဒေါအောင်ဆန်းစုကြည်ထက် NLD ဝဲကယ်မယ်ဆိုတဲ့ဘက်ကိုရက်တီလိုက်ကြပြီဖြစ်တယ်ဒါကြောင့်ဒီရက်ပိုင်းနဲ့ဒီကာလပိုင်းနဲ့မှာဆိုရင်ဒေါအောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ကိစ္စတွေကိုဖော်ထုတ်လာပြီးရဲ့အခါမှာသူတို့ NLD ပါတီတွေအန်ယူဂျီနဲ့သက်ဆိုင်ခြင်းမရှိဘူးသူတို့တီဖြူစင်ပါတယ်ဆိုတဲ့အကြောင်းကိုကောင်းကောင်းကြီးကိုဝါရဖြန့်ချီလာခဲ့တာဖြစ်ပါရဲ့ရှင့် တော်လန်ရေးမှာအရင်ကတည်းကနေပြီးတော့ပါဝင်ပတ်သက်အကြံပတ်အားပေးခဲ့ကြတဲ့သူတွေကအစခုချိန်မှာမသိအန်ယူဂျီနဲ့အဆင်မပြေသလိုလိုအန်ယူဂျီကိုရှုံချသလိုပုံစံမျိုးတွေနဲ့ဖန်တီးလာခဲ့တာဖြစ်ပါတယ်။ဥပမာဒေါ်ဆန်းဆန်းမော်လိုမျိုးသူမျိုးတွေပဲဖြစ်ပါရဲ့ရှင့်။ဒီနေရာမှာကျွန်တော်တို့ဘက်ကသူအချို့ကလည်းမျောလင်းချက်ကြီးရပါတော့။အော်ဒေါ်ဆန်းစုကြည်ကိုသာပြန်လှုပ်ပေးလိုက်လို့ရှင်ရင်နိုင်ငံတော်အေဂျင့်သွားမလားဆိုတော့မျောလင်းချက်ပေါ့ရှင်။ဒါပေမဲ့အဲ့ဒီမျောလင်းချက်ဟာမှားယွင်းနေရလို့ကျွန်မအားနာစွာနဲ့ပြောပြရစီရှင်။ဒေါ်ဆန်းစုကြည်ကိုပြန်လှုပ်ပေးရင်တိုင်းပြည်အေဂျင့်မယ်ဆိုတဲ့ကိစ္စရက်ကို စဉ်းစားမယ်ဆိုရင်အခုချိန်စဉ်းစားမှာပို့ဘူးရှင်2021ခရဲကစဉ်းစားခဲ့ရမှာဖြစ်ပါတယ်2021ခရဲပြန်လှုပ်ပေးလိုက်ရင်တော့ဒီကိစ္စတွေအဲ့ဒီခရဲကပြီးဆုံးသွားလိမ့်မယ်အခုကတော့အချိန်များစွာနောက်ကျသွားခဲ့ပါပြီရှင် 2021ကပြန်လှုပ်ရမယ်ဆိုတဲ့ကိစ္စရမှာတော့မှနိုင်ငံတော်ကတိတ်ခါပေါင်းမြောင်များစွာကြာဆင်းခံပြီးတော့အရာအလုံးရင်ဆိုင်မယ်ဆိုတဲ့စိတ်နဲ့ပြန်လှုပ်ရမှာရှင်။ဘာကြောင့်လဲဆိုတော့ဒေါန်ဆန်းစုကြိုဖန်းစည်းထားတာဟာမဲမတမမှုတစ်ခုလည်းကြောက်ဖန်းစည်းထားတာမဟုတ်ဘူးရှင်။နိုင်ငံတော်တစ္ဆာဖောက်မှုတွေလည်းပါဝင်နေပါတယ်။အပြစ်ရှိတဲ့သူကိုအပြစ်မရှိတဲ့အောင်ဟန်ဆောင်ပြီးနိုင်ငံတော်ကပြန်လှုပ်လိုက်ဖို့ဆိုတာကနိုင်ငံတော်ရဲ့တိတ်ခါအဆုံးစွန်ထိထိုးချလိုက်တာပဲလေ။အရာအလုံးလက်မြအရှုံးပေးလိုက်တာနဲ့တူတူပဲရှင်။ ဒါကြောင့်2021မှာနောက်ဆုံးစုကြည်ကိုပြန်လှည့်လိုက်လို့ရှင်။ရောင်စန်းစုကြည်ရဲ့နောက်က CIA ရဲ့ဆဲတွေကနေတဆင့်မြန်မာနိုင်ငံကိုသူတို့ဟာလဝက်ကြီးအုပ်ပြီးတော့အရာအလုံးစိုးမှုချဲ့လဲသွားမယ်။ကျမတို့ဟာကိုယ်နိုင်ငံမှာကိုနေရင်းနဲ့အနောက်နိုင်ငံရဲ့ကျုံဖြစ်သွားလိမ့်မယ်ရှင်။ဟုတ်ပြီ။ဒါဆိုရင်အနောက်နိုင်ငံရဲ့ကျုံဖြစ်သွားပြီဆိုရင်တော့တတ်တာပြီလားဆိုရင်မတတ်တာပါဘူးရှင်။အနောက်နိုင်ငံနဲ့တရုတ်နိုင်ငံမတည့်ဘူးလေ။ဒီတော့တရုတ်နိုင်ငံဘေးမှာရှိနေတဲ့ကျမတို့နိုင်ငံကအနောက်နိုင်ငံရဲ့ကျုံဆိုမှတော့တရုတ်နိုင်ငံကကျမတို့တီးမှာပဲရှင်။အဲ့လိုအခြေအနေလေကျမတို့နိုင်ငံကျုံကိုကျုံသွားမှာပဲရှင်။ ူ့ကိုပြန်မလုပ်ပေးလိုက်တဲ့အချိန်ကျတော့ဒီလိုအခြေအနေတွေကြုံရတာပဲပြီးတော့မိဘပြည်သူတို့အနေနဲ့အစိုးရနေရာမှာဆိုဘယ်လိုများဆုံးဖြတ်မှာလဲရှင်အဒါကြောင့်ကျွန်မအမြဲတမ်းပြောပါတယ်တရင်းနဲ့ဆက်တိုင်းမှာဒေါအောင်ဆန်းစုကြည်ကိုပေါ့နော်သူနဲ့သူနဲ့အကိုက်ကြီးဆုံးဥပမာကတော့ဒေါအောင်ဆန်းစုကြည်ဟာတကယ်ကိုမြမာကြီးဥကောက်ပါပဲရှင်ဘယ်နာထားလို့ထားမှာမသိလောက်အောင်ပြဿနာကြီးတယ်သူတောက်တာဖြစ်ပါရှင်ဒီနေ့မှဆိုရင်လည်းကျွန်မမနေ့ကတင်ဆက်တဲ့တရင်ရဲ့အဆက်လေးပါပဲရှင် ထပ်မံပြီးပေါ်ထုတ်စရာရှိရတော့ကျွန်မတင်ဆက်ပေးချင်ပါတယ်။ဒေါအောင်ဆန်းစုကြည်ကပြည်သူတွေကိုအသုံးချခဲ့ပါတယ်ရှင့်။အသုံးချခဲ့တယ်၊လိန်ညာခဲ့တယ်ရှင့်။အဲ့ဒါလေးကိုကျွန်မတက်တဲ့ပြချက်လေးနဲ့တေချာလေးထုတ်ပြန်ပေးပါမယ်။အဲမထုတ်ပြန်ခင်မပြောပြခင်မှာကျေးဇူးတင်ချင်တာအခုကဒေါဆန်းဆန်းမော်ကျွန်မအရင်ကျေးဇူးတင်တယ်။ဒီပေါ့နော်ဒေါဆန်းစုကြည်ရဲ့ထွက်ဆိုချက်တွေကိုကျွန်မတို့သိအောင်ပြပေးရတဲ့အတွက်ကျွန်မတော်တော်ကျေးဇူးတင်တယ်ရှင့်။သူပြပေးလို့သာဒေါဆန်းစုကြည်ရဲ့အစ္စရာတောင်ကျွန်မတို့ဖော်ထုတ်နိုင်တာဖြစ်ပါတယ်ရှင့်။ ဒေါ်ဆန်းစုကြည်ရဲ့ထွက်ဆိုချက်ထဲမှာမိဘပြည်သူတို့တွေ့ရတိုင်းမှာပဲ9ရက်2021ရက်နေ့နေမှာပိုချုပ်ကြီးတယောက်နဲ့ဒုပိုချုပ်ကြီးတယောက်ရောက်လာတယ်။ပြီးတဲ့အခါမှာအတူအဲ့ဒီနေ့မနက်ကထွက်တဲ့မြဝတီသတင်းစာ6ရွက်ကိုပေးခဲ့တယ်ဆိုပြီးရေးထားပါရဲ့ရှင့်။ဒီတော့သူ့ပေးခဲ့တဲ့မြဝတီသတင်းစာ6ရွက်ထဲမှာဘာတွေပါလဲဆိုတာကျွန်တော်တို့လေ့လာကြည့်ရအောင်ရှင့်။ကျမအခုပြတ်တာထားတာကတော့9ရက်2021ရက်နေ့မှာထွက်ခဲ့တဲ့မြဝတီသတင်းစာရဲ့စာမျက်နှာတွေပဲဖြစ်ပါရဲ့ရှင်။ ဒီသတင်းစာမှာဆိုရင်ပြည်တော်စုတမရမြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဘူဇုံမှုကြီးမင်းအောင်လိုင်ကနိုင်ငံတော်ရဲ့အခြေအနေအရေးချက်ကိုပြည်သူလူထုကိုမိကုံးပြောကြားခဲ့တဲ့သတင်းဖြစ်ပါတယ်။အဲ့ဒီမိကုံးနဲ့ပါဝင်တဲ့သတင်းစာကိုဒေါ်အောင်ဆန်းစုလက်ထက်ကိုဒီဘိုကျောက်ကထည့်ပေးခဲ့တာဖြစ်ပါရဲ့ရှင့်။ ကျမအနေနဲ့သတင်းစာကိုလေ့လာလိုက်တဲ့အခါမှာဆိုရင်ဗိုလ်ချုပ်ကြီးပြောတဲ့မေကိုနဲ့မှာရွေးကောက်ပွဲအတွက်တက်မတော်နေနေပေါ့နော်။လှုပ်ဆောင်တဲ့ကိစ္စရက်တွေဘာကြောင့်အာဏာထိန်းခဲ့ရလဲဆိုတဲ့ကိစ္စတွေနဲ့ရွေးကောက်ပွဲသမိုင်းကြောင်းတွေရှင်းပြထားတယ်။ပြီးတော့ UEC ကလှုပ်ဆောင်နေပေါ့နော်။သူတို့ဒီ2020ရွေးကောက်ပွဲကျင်းပတဲ့အခါမှာအစိုးရပေါ့နော် NLD အစိုးရရဲ့လက်အောက်ကနေ UEC ကလှုပ်ဆောင်တဲ့ကိစ္စတွေမတော်မှားမှုတွေရှိနေဆိုတဲ့အကြောင်းပြီးတော့တက်မီသားစုတွေကစာ UEC ရဲ့စကားနားထောင်ပြီးတော့တက်မဲယုံတွေကိုအပြင်ထုတ်ပြီးတော့သူကိုယ်တိုင်ပေါ့နော်။တက်ရဲ့တက်မဲယုံအပြင်ပါတက်မဲယုံမှာသွားပြီးတော့ မဲပေးခဲ့တဲ့ဆိုရင်အကြောင်းတွေကိုသူကနေပြီးတော့ဒီမေကွန်းထဲမှာတိကျစွာရေးသားထားပါတယ်ရှင့်ဒါအပြင်မေကွန်းထဲမှာအရင်ရေးကြည့်တဲ့အချက်၅ချက်ကိုလည်းပြောထားပါတယ်။အဲ့ဒီအချက်၅ချက်ကတော့ဒီနိုင်ငံတော်တာဝန်ပေါ့နော်ဒီ NASA ကအစိုးရအနေနဲ့ဆက်လက်ထမ်းဆောင်တဲ့အခါမှာ roadmap ၅ချက်ကို စ조사ဆောင်ရွက်သွားမယ်ဆိုပြီးရေးထားပါတယ်အဲ့ဒီ roadmap ၅ချက်ထဲကပထမဆုံးချက်က UEC ကိုသူကနိုင်ငံတော်ကနေပြီးတော့နတ်ဆက်ကအစ်စ်ပြန်လဲဖွဲ့စည်းမယ်ပြီးလို့ရှိရင် message နဲ့စစ်တင်မယ်လို့ရေးထားရရှင်နောက်ဆုံးအရေးကြီးတဲ့နံပါတ်၅အချက်ကတော့ရေးဖို့ကာလဆိုင်ရာပြဋ္ဌာန်းချက်တွေနဲ့အညီတဲ့ဆောင်ရွက်ပြီးစီမယ်ဆိုရင်ဖွဲ့စည်းဖို့အခြေခံဥပဒေနဲ့အညီလွတ်လပ်ပြီးတရားမျှတတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွက်ောက်ပွဲကိုပြန်လဲကျင်းပပေးပြီးတော့အနိုင်ရတဲ့ပါတီကိုဒီမိုကရေစီစံချိန်စံညွန့်နေတဲ့အညီနိုင်ငံတော်တာဝန်ကိုလွှဲအပ်ပြီးနိုင်ငံရေးကိုဆက်လက်လှုပ်ဆောင်စေပါမယ်ဆိုပြီးတော့ရေးသားထားမေခွန်းထဲမှာပြောကြားထားပါတယ်ရှင် ဒါ့အပြင်မိန်ကုန်းရဲ့နောက်ဆုံးမှာတည်တည်ချာချာ highlight လုပ်ပြီးတော့ဆက်လုံးအနက်နဲ့ဖော်ပြထားတာကတော့တက်မတော်အနေနဲ့စီကံပြေးွားတဲ့ပါတီစုံဒီမိုကရေစီအတွက်ကိုလိုအပ်သလိုဆောင်ရွက်နေရတဲ့အချိန်ဖြစ်တယ်။ဒါကြောင့်တိုင်းရင်းသားပြည်သူတရက်လုံးအနေနဲ့စိတ်ခံစားမှုထက်ပကတိအချက်လက်တွေအမှန်တရားတွေကိုရှေ့ရှုပြီးတော့လက်တွဲညီညီဆောင်ရွက်သွားကြပါစို့လို့မြစ်တာအခန့်တိုက်တွန်းလိုပါတယ်ဆိုပြီးတော့တက်ချုပ်ကြီးကမိန်ကုန်းမှာပြောကြားထားပါရှင့်။အဲ့ဒီမိန်ကုန်းပြောကြားထားတဲ့တည်င်းကိုဒေါ်စန်းစုကြီးလက်ထက်ကိုထည့်ပေးခဲ့တာပါ။ဘာကြောင့်ထည့်ပေးခဲ့တယ်လို့ထင်ပါတယ်ရှင့်။ မြန်မာနိုင်ငံမှာ2021မှာဖေဖော်ဝါရီလမှာ31ရက်နေ့ညမှာအာနာထိမ့်မှုဖြစ်စဉ်ဖြစ်ခဲ့တယ်။အဲ့ဒီကနေပြီးတော့82နှစ်ဆိုတဲ့ဂျင်းကိုလီဘောတွေမိခဲ့တယ်။ မှတ်မိကြမှာပေါ့နော်82နှစ်ခဏနားရမယ်ဆိုပြီးတော့ပေါ့နော်သူတို့82နှစ်ညင်နေလို့ရှိရင်ဘာဖြစ်လဲအာနာထိန်းတာကိုလက်မခံပါဘူးဆိုပြီးတော့သူတို့ကသူတို့ဂျင်းနေမိပြီးတော့82နှစ်ညင်ကြတယ်ပြီးရဲ့ခါမှာသူတို့82နှစ်ညင်မပြည့်ခင်မှာပဲအာငါတို့အညာမိပြီးဆိုတော့သူတို့ချင်းချင်းပဲဂျင်းထဲတာနော်ခင်ဗျာသူတို့ချင်းချင်းပဲဂျင်းထဲသူတို့ချင်းချင်းပဲဟိုလဲတို့ပတ်တို့ရေလျှောက်ပြောပြီးလှုပ်လိုက်ကြပြီးရဲ့ခါမှာဖေဝါရီလ2ရက်နေ့မှာစပြီးတော့ဆန္ဒပြတဲ့ကိစ္စရန်ကုန်လှဲတာမှာစလုပ်တယ်ရှင့်အဲ့ဒီအနေမှာမန္တလေးတို့ဘာလို့ပြန်နှံသွားတယ် ပြီးရခါမှာဒီပြင်မနာတို့ဘာတို့မှာစပြီးတော့လှုပ်ဆောင်တာဖြစ်ပါတယ်ပြီးတော့ဒေါန်ဆန်းစုကြည်စီကို၉ရက်နေမှာဗိုလ်ချုပ်ကရောက်လာတဲ့အကြောင်းရင်းဒီသတင်းစာကိုသူ့လက်ထက်ထည့်ရတဲ့အကြောင်းရင်းကအပြင်မှာဖြစ်နေတဲ့ကိစ္စတွေကိုသူ့အမှန်တိုင်းလာပြောပြတာရှင့်ဗိုလ်ချုပ်ဆိုတဲ့အဆင့်ကလာတာနော် ပြီးတော့တက်မှာဆိုရင်ဒေါန်ဆန်းစုကြည်ကိုအမကြီးလို့ခေါ်ကြတယ်ဘာကြောင့်ခေါ်ရလဲဆိုတော့ဒေါန်ဆန်းစုကြည်ကတက်မတော်ရဲ့ဖခင်ဖြစ်တဲ့တက်မတော်ရဲ့ဖခင်လို့သတ်မှတ်ထားကြတဲ့ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်နေတဲ့အတွက်လေးစားစွာနဲ့အမကြီးလို့ခေါ်တာရှင့်တက်ချုပ်ကစဒေါန်ဆန်းစုကြည်ကိုအမကြီးလို့ပဲခေါ်တယ် ဒီတော့မိဘပြည်သူများလက်စီမှာမြင်အောင်ကြည့်လိုက်ပါ9ရက်နေ့နှစ်လပိုင်း2021မှာဗိုလ်ချုပ်ပါဆိုရင်သတင်းစာမြောက်ပြည်သတင်းစာလေးကိုင်ပြီးတော့ဒေါန်းစုကြည်စီရောက်လာမယ်အမကြီးရေတိုင်းပြည်မှာတော့လူငယ်တွေလူတွေစပြီးလမ်းပေါ်ထွက်လာပြီးဒီလိုလမ်းပေါ်ထွက်အောင်လုပ်တာလည်း NLD ကနေပြီးတော့ Facebook page ကနေအမကြီးကထွက်ခိုင်းပါတယ်ဆိုတော့စာနဲ့ဥဝင်ထင်ကတင်လိုက်လို့လူငယ်တွေကတကယ်ထွက်လာကြပြီး ကြာကြာဒီလိုလွတ်ထားရင်အမကြီးတို့ကြုံခဲ့ဘူးတဲ့1988ကိစ္စလိုမျိုးတိုးထွက်တမ်းတွေဖြစ်လာမယ်နှိမ်နေရတဲ့အခါတွေဖြစ်လာမယ်ဒါပြင်ဟိုအေဂျင့်စွာဆန္ဒပြတဲ့ပြည်သူတွေကြားထဲမှာပူးကပ်ပြီးရောက်လာတာနဲ့အပြက်အမောက်သမားတွေအပြက်အမောက်ကိစ္စရတဲ့ကြောင့်နိုင်ငံတော်မှာလည်းထိကန်နေပြည်သူလည်းထိကန်နေမှာကြီးရေဒါကြောင့်မိုင်းနေနဲ့ NLD တွေကိုတားပေးပါဆိုပြီးတော့လာပြီးတော့တောင်းဆိုလာပဲဖြစ်ပါလိမ့်မယ်ရှင့် ဒီလိုတောင်းဆိုတဲ့အခါမှာနိုင်ငံတော်အနေနဲ့ဒီလိုလှုပ်ဆောင်ချက်လေးလုပ်နေပါတယ်ပါတီစိုးရွေးကောက်ရွေးကောက်ပွဲလည်းပြန်ပြီးကျင်းပပေးမှာပါအမကြီးဒါကြောင့်အမကြီးဒါလေးဖတ်ကြည့်ပါဆိုပြီးတော့သတင်းစာကိုပေးသွားခဲ့တာဖြစ်ပါရှင့်ကျွန်မအခုလိုတိကျပြောနိုင်တာကဒေါ်စန်းစုကြည်ရဲ့ထွက်ဆိုချက်ကိုဖတ်လိုက်ရတာကြောင့်ပဲဖြစ်ပါတယ်သူကိုယ်တိုင်ထွက်ဆိုထားတဲ့အချက်တွေကိုပဲကျွန်မဖြန့်ကျက်ပြီးတော့တွေးပေးတာဖြစ်ပါရှင့်ဒီအချိန်မှာဒေါ်စန်းစုကြည်ညင်းလိုက်တယ်လေမြန်မာနိုင်ငံမှာဘာတွေစဖြစ်နေပြီဆိုတာသူသိရတဲ့အတိုင်းညင်းလိုက်တယ်လေဒီလိုညင်းလိုက်တဲ့အတွက် သူကိုယ်တိုင်ဘာမှမတားမြစ်ခဲ့တဲ့အတွက်အခြေအနေတွေဆိုးဝါးစွာဖြစ်ပွားသွားခဲ့ရတာရှင်။ဒါကိုငါငါခခွေးနဲ့ तू ကမသက်ဆိုင်လို့ပြောချင်တာလား။နိုင်ငံတော်မှာရှိရပြည်သူတွေကို तू တုံးချခဲ့တာလားမချခဲ့တာလားရှင်။မိဘပြည်သူတွေပဲစဉ်းစားကြည့်ကြပါအောင်ရှင်။နောက်ထပ်ခေါ်ချင်တာလေးတစ်ခုကတော့အင်မတန်အရေးကြီးပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့အတွင်းစိတ်ကိုကျွန်မမိဘပြည်သူများနဲ့ PDF လူငယ်တွေသိအောင်ကျွန်မပြောပြချင်တယ်ဒီလား။ဒေါအောင်ဆန်းစုကြည်ဒီမိဘပြည်သူတွေ PDF လူငယ်တွေသူ့အတွက်တိုက်ပွဲဝင်နေပါတယ်ဆိုတဲ့အမေဆုချစ်သူများတွေကိုတကယ်ချစ်ခဲ့လား။တကယ်ရော စိုးရိမ်စိတ်ရှိရတာဆိုတာကျွန်တော်ပြောပြမှာရှင်။ The Guardian သတင်းစာမှာပေါက်ကြားထားတဲ့ရုပ်သံဖိုင်မှတ်မိပါပေါ့နော်။အဲ့ဒီရုပ်သံဖိုင်နဲ့သူက The Guardian သတင်းစာကနေပြီးတော့စောင်းပါလေးရေးထားရရှင်သူတို့မှာအရင်ရုပ်သံဖိုင်တစ်ခုလည်းမဟုတ်ဘူးအများကြီးရှိတယ်ပုံရပါတယ်သူရေးထားတဲ့စောင်းပါတွေမှာဆိုရင်ကျွန်မပြပါမယ်နော် meditation reading isolation ဆိုတဲ့အပိုင်းမှာရေးထားတဲ့စာကိုကျွန်မဖတ်ပြပါမယ်ရှင်။ဘာသာပြန်လိုက်မယ်ဆိုရင်တောင်ဆန်းစုကြည်က2021ခုနှစ်ကစတင်ပြီးတော့တဲ့စစ်စိုးကထိန်းချုပ်ထားတဲ့သတင်းစာတွေကိုလက်ခံရရှိခဲ့ရဆိုပြီးဖော်ပြထားပါရှင်။တောင်ဆန်းစုကြည်2021ကနေစပြီးထောင်ထဲမှာနေစဉ်နေတိုင်းသတင်းစာဖတ်ရတယ်ရှင်။ဒီတော့ကျမတို့သတင်းစာလေးတွေစာမျက်နှာလေးကျွန်မပြသပါမယ်။ အခုပြတ်သားထားတာကတော့2021ဩဂုတ်လ28ရက်နေ့မှာထုတ်တဲ့ဂျေးမုံသတင်းစာရဲ့စာမျက်နှာဖြစ်ပါတယ်။အဲ့ဒီသတင်းစာမှာဆိုရင်ငုံတိုင်းဒေသကြီးမှာဩဂုတ်လအတွင်း PD ရဲ့အကြမ်းဖက်သမားတွေဖမ်းဆီးရမင်းမှုမှတ်တမ်းတပ်ပုံတွေကိုတွေ့ရမှာဖြစ်ပြီးတော့သတင်းစာရှင်းလင်းပွဲဆိုပြီးသတင်းပါတယ်ပေါ့နော်။မိဘပြည်သူတို့မြင်တွေ့ရတဲ့ပုံရိပ်တွေကတော့သတင်းစာရှင်းလင်းပွဲမှာနိုင်ငံခြားတန်ရုံကကိုယ်စားလှယ်တွေသတင်းမီဒီယာတွေကလာရောက်ပြီးတော့ ဒီအချက်လက်တွေပေါ့နော်အကြံဘတ်သမားတွေအဲ့ကလေးကအကြံဘတ်လှုပ်ရှားမှုတွေလုပ်နေပြီရှင့်အဲ့ဒီကိစ္စရတွေကိုရှင်းပြတာကိုလာပြီးတော့ကြီးစုလေ့လာကြတယ်ဓာတ်ပုံတွေဖြစ်ပါတယ်သတင်းစာတွေမှာပါတာနော်အဲ့ဒီသတင်းစာတွေသူ့လက်ထဲကိုရောက်နေဆိုတော့ The Guardian ပေါ်မှာပဲကျွန်တော်တို့သိရတာရှင့်ဓာတ်ပုံထဲမှာလက်နက်ဖမ်းဆီးရမှုတွေပါဖော်ပြထားတယ်ရှင့်ကောင်းစန်းစုကြည်အဲ့ဒါလေးအားလုံးကိုသိနေခဲ့ပါတယ်။နေ့စဉ်နေ့တိုင်းမြန်မာပြည်မှာဘာဖြစ်နေလဲဆိုတာကိုသတင်းစာအနေနဲ့တစင်သူသိနေခဲ့ပါတယ်ရှင်။ဒါလောက်ဆိုရင်တော့ဒေါန်စန်းစုကြည်ရဲ့အတွင်းစိတ်ကိုသဘောပေါက်လာပြီလို့ထင်ပါရှင်။ဒီတော့ဒေါန်စန်းစုကြည်ဟာဘာကြောက်ဒီလိုမျိုး ိုင်ငံသားတွေပေါ်မှာအသုံးချရတာလဲဆိုတဲ့အရာကိုလည်းပြောပြဖို့တင့်တယ်လို့ထင်တယ်ရှင်။ဒါလေးကိုကြောတော့ကျွန်မသတင်းသုံးသပ်ချက်အနေနဲ့ပြောပြပါမယ်ရှင်။ဒေါင်ဆန်းစုကြည်ရဆိုရင်နိုင်ငံတော်အတိုင်းအမင်းကပုံကုန်နေတဲ့တောင်းဝယ်ထမ်းဆောင်နေချိန်မှာဆိုရင်နိုင်ငံပိုင်မြေကွက်တွေကိုမလှော်အာဏာသုံးဆွဲပြီးတော့နိုင်ငံနိုင်ငံပေါင်းတော်မှာပေါ့နော်ပေါက်ဈေးထက်ယော်နေတဲ့ဈေးနှုန်းတွေနဲ့မြေကွက်တွေရှားထောင်ချီပြီးယူခဲ့ရရှင်။ဧကအောင်ရှားနေချီယူခဲ့တယ်။ပြီးရဲ့အခါမှာဖောင်ဒေးရှင်းတွေသူ့ဖောင်ဒေးရှင်းတို့ပေါ့နော်ထောင်းနေပြီးတော့ NLD ပါတီအတွက်ကိုပါတီရုံးတွေစိုက်ဖို့အတွက်ကို မြေနေရာတွေအများကြီးကိုအာနာသုံးပြီးတော့ရယူခဲ့တာရှိရဲ့ရှင့်ဒါအပြင်တော့ဆန်းစုကြည်စီးခဲ့တဲ့ရဟတ်အမတ်မိမှာပေါ့နော်ကေဆယ်ရဲ့ကြောက်ပြပြီးရဟတ်ရင်ဝဲတဲ့ကိစ္စကနိုင်ငံတော်ဘက်ဆက်နဲ့ဝဲခဲ့တာရှင့်ဝဲတာအပြင်ကိုအဲ့ရဟတ်ရင်ကအဲ့ဒီခက်မှာပေါက်ဈေးတက်နှစ်တန်းကျော်ပိုးပြီးပြီးတော့ဝဲခဲ့တာအဲ့ဒီရဟတ်ရင်ကိုလာပြီးတော့သူ့ရောင်းပေးခဲ့တဲ့သူကတော့တော်တော်ထောသွားမှာပဲနိုင်ငံတော်ဘက်ဆက်နဲ့နော်ပေါက်ဈေးတက်ကိုနှစ်တန်းကျော်ပိုးပြီးတော့ပေးခဲ့တာရှင့်ဒါအပြင်လွှတ်တော်တော်မသိလိုက်ပဲနဲ့ဒေါ်လာ1ဘီလီယံကျော်ကျော်ကအမေရိကန်နိုင်ငံကဘဏ်တစ်ခုထဲရောက်ရှိနေတဲ့အကြောင်းရင်းတွေ မဝိတ်နဲ့ဥဖြိုးမင်းသိန်းစီကနေပြီးရွှေတွေဒေါ်လာတွေလက်ခံရရှိခဲ့တဲ့အကြောင်းရင်းတွေဒါကဥဖြိုးမင်းသိန်းကိုယ်တိုင်ပေါ်ထားတာနော်ဒါပြင်ကိုသူ့ရဲ့အိမ်မှာဆိုရင်တရားမဝင်တဲ့ဆက်သွယ်ရေးပစ္စည်းတွေပေါ့နော်နိုင်ကျွန်တော်တို့နိုင်ငံကဘယ်ဆက်သွယ်ရေးကွန်ရက်ထဲမှာချိတ်ဆက်ထားခြင်းမရှိတဲ့ဆက်သွယ်ရေးပစ္စည်းတွေနဲ့သူကဘသူ့ကိုဆက်သွယ်နေရလဲရှင်ဘယ်ဖွဲ့စည်းကိုဆက်သွယ်နေရလဲရှင်ဒါပြင်ကိုကျွန်တော်တို့နိုင်ငံရဲ့နိုင်ငံတော်ရဲ့အတွင်းစည်းတွေကိုနိုင်ငံသားသားအကြံပေးဆိုပြီးတော့အယောက်60ကျော်100လောက်ကိုထည့်ထားတဲ့ကိစ္စရက်တွေဒါတွေအားလုံးထောက်ရှုလိုက်မယ်ဆိုရင်ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှုပ်တူဖြစ်နိုင်နေဆိုပြီးတော့ကျွန်မတို့ကသတ်မှတ်လို့ရတယ်ရှင်အဲ့ဒီသတ်မှတ်ချက်ကလည်းတပ်တွေတွေစုံလင်သွားတဲ့အတွက်နိုင်ငံတော်တစ္ဆောက်ဖောက်မှုတွေမှာဒေါ်အောင်ဆုံးကြည်ကြီးပါဝင်ပတ်သက်ပြီးတော့ထောင်သွင်းအကြေချခံခဲ့ရတာဖြစ်ပါတယ်မဲမတမမှုတစ်ခုတည်းကြောင့်သူ့ကိုရေးယူခဲ့တာမဟုတ်ဘူးရှင်နိုင်ငံတော်ကိုတစ္ဆောက်ဖောက်တဲ့အမှုတွေပါအားလုံးပါဝင်ပတ်သက်နေလို့ရေးယူခဲ့တာဖြစ်ပါရှင်ကိုရဲ့နှစ်လ2021မှာရောက်လာတဲ့ပုံစံကဒေါ်အောင်ဆန်းစုကြည်ကိုအပြင်မှာဖြစ်နေတဲ့ကိစ္စတွေပြောပြီးတော့တားမြစ်ခိုင်းတာအပြင်နိုင်ငံတော်ရဲ့ရှေ့လုပ်ငန်းစဉ်တွေပါဝင်နေတဲ့သတင်းစာကိုပါပေးခဲ့တာဒီသတင်းစာထဲမှာရေးထားတာက ရွေးကောက်ပွဲကိုပြန်ပြီးတော့လုပ်ပေးမှာမင်းမသားမမှုတွေရှင်းပြီးလို့ရှင်6လအာနာထင်းခဲ့တာပေါ့နော်ရေးပေါ်ကာလကျင်ညာပြီးအာနာထင်းခဲ့တာအဲ6လပြည့်လို့ရှင်ရွေးကောက်ပွဲပြန်လုပ်ပေးမှာအဲ့ဒီအနေနဲ့ကမင်းမသားမှုတွေဒါတွေဖြည့်ရှင်းပြီးလို့ရှင်ရွေးကောက်ပွဲဝင်လို့ရတယ်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်အနေနဲ့ကသူလုပ်ထားတာကမင်းမသားမှုအပြင်ကိုနိုင်ငံတော်တည်ဆောက်ဖောက်မှုတွေပါဝင်နေရည်လေဒီတော့ NLD ကဂွင်းလုံးကျွတ်လွတ်သွားတယ်ဆိုတော့မှသူလွတ်နိုင်စရာအကြောင်းမရှိတော့ဘူးရှင် ်ဒီတော့သူဟာဆိုရင်ငါးနှစ်တွင်မှာလှုပ်ဆောင်တဲ့လှုပ်ဆောင်ချက်တွေကငါ့ကိုတက်မလို့တဲ့နိုင်ငံတော့တနေ့တော့တိသွားမယ်ဖမ်းဆီးရေးယူနိုင်တယ်ဒီလိုဖမ်းဆီးရဲ့ချိန်ကျရင်လူတို့အောင်အသုံးချပြီးတော့ငါပြန်ထွက်လာအောင်လုပ်မယ်ဆိုတဲ့ဗျူဟာကိုသူမကစီစဉ်ခဲ့တာဖြစ်ပါရဲ့ရှင်ဒေါန်ဆန်းစုကြည်ကယနေ့ချိန်ထိသတင်းစာဖတ်နေသေးပါပဲ CRPH ကနေစတင်သွားတဲ့ PDF တွေမြန်မာနိုင်ငံသားတွေကိုနေ့စဉ်တပ်ဖြတ်နေတာတွေကိုသတင်းစာကနေတစဉ်သူသိနေသေးပါပဲဒါပေမဲ့ယနေ့အချိန်ထိဒီအဖွဲ့တွေကိုသူဟာဆိုရင်တားဆီးခြင်းမရှိသေးပါဘူးရှင်ဒါဟာသူမြန်မာနိုင်ငံပေါ်မှာထားတဲ့တကယ့်စေတနာအစစ်အသားဖြစ်ပါတယ် ဒေါန်ဆန်းစုကြည်ကအကြမ်းပတ်တဲ့လုပ်ငန်းစဉ်ကိုအားပေးထောက်ခံတဲ့သူမဟုတ်ဘူးဒါပေမဲ့သူ့ကိုအကြောင်းပြုပြီးတော့တခြားသူတွေကအကြမ်းဖက်နေတာကိုတော့တားဆီးခြင်းမရှိတယ်မသိကြအောင်စောင့်နေရတူတာဖြစ်ပါရှင့်ဒီလောက်ဆိုတော့ဒေါန်ဆန်းစုကြည်ရဲ့အတွင်းစိတ်စေတနာကိုနားလည်လောက်ပြီးလို့ထင်ပါရှင့်ကျမအနေနဲ့နောက်နေ့တွေမှာလည်းထပ်ဖို့လို့ရတာရှင့်ထပ်ပြီးတော့ဖော်ပါအောင်မယ်ရှင့်ဘာကြောင့်အဲ့လိုလုပ်ရတာလဲဆိုရင်ဒေါန်ဆန်းစုကြည်ကိုအခုချိန်မှာပြန်လိုချင်တဲ့သူတွေကညီမျိုးစုံနဲ့ပြန်ထုတ်ဖို့စူးစမ်းနေတာကိုနိုင်ငံတော်တိုက်ခါကိုပါထိပါလာလို့ရှင့် နိုင်ငံတော်ကဒေါ်ဆန်းစုကြည်ကိုအပြစ်မရှိဘဲအကျဉ်းချခဲ့တာမဟုတ်ဘူးအပြစ်ပေါင်းမြောင်များစွာကျူးလွန်ခဲ့တဲ့အတွက်နောက်ဆုံးနိုင်ငံတော်ကိုတစ္ဆာဖောက်တာတိလုပ်ခဲ့တဲ့အတွက်အကျဉ်းချခဲ့ရတာရှင့်ဒါကိုအပြစ်ကိုပေါ့အောင်ပြောဆိုပြီးတော့ဒေါ်ဆန်းစုကြည်ပြန်ဆွဲထုတ်ဖို့ကြိုးစားတာကနိုင်ငံတော်တစ္ဆာဖောက်တာပဲရှင့်ပြီးတော့ NLD ရဲ့မာယာထဲမှာကျမတို့ဘက်ကသူတွေမျိုးလင်းချက်တစ်ခုပေးထားရှိတယ်ဒေါ်ဆန်းစုကြည်ပြန်ထွက်လာတဲ့ကိစ္စအားလုံးအေးချမ်းတော့မယ် PDF တွေဒါရင်ဆက်မလုပ်တော့ဘူးဆိုမျိုးလင်းချက်ပေးထားတယ် အဲ့ဒီမျောနေချက်ကိုဖြစ်နိုင်ခြေရှိလားမရှိလားဆိုတော့ကျွန်မခုမှတ်လေးနှစ်ခုပဲပြမယ်ရှင်မိဘပြီလို့ကြည့်လိုက်ပါအောင်မနေ့ကတောင်စွန်ကြီးအကြောင်းတင်တဲ့ခါမှာကျွန်မအောက်မှာလာရေးသွားတာဖြစ်ပါတယ်ဒီလိုခုမှတ်နေကျွန်မတရင်အောက်မှာအငြင်းနဲ့တွေ့ရတယ်ရှင်ရေးထားတာက PDF ဆိုတာတဲ့မေစုတယောက်တည်းအတွက်မဟုတ်ဘူးမြန်မာပြည်သူလူထုအားလုံးအတွက်အသက်ပေးတိုက်ပွဲဝင်နေတာလို့ခဏခဏရှင်းပြရတယ်ယာစာပြောသလိုမအားလာစခအုပ်စုနဲ့တောက်တိုင်တွေမှာနားလည်နိုင်တဲ့နေထင်မရှိဘူးဆိုပြီးသူရေးထားရရှင်နောက်ထပ်ရေးထားတာလေးတစ်ခုလည်းဖတ်ကြည့်လိုက်ပါအောင်ရှင်သူရေးထားတဲ့အတိုင်းကျွန်မအတိအကျဖတ်ပြပါမယ် ဘာတွေကြောက်ပေါက်ကြားကြရတဲ့စစ်ခွေးအကုန်ကိုရှင်းပါတော့တော်လန်ရေးကဒေါန်စန်းစုကြီးတယောက်ထဲတော့မဟုတ်ဘူးတနိုင်ငံလုံးစခကင်းစင်မှုတိုက်နေတာကျွန်မအိတ်စကောက်ခန်းတာပစကံမထွက်ချင်ဘူးရှင်သူကမိုင်ရိုင်းလုံးနဲ့နော်စခနဲ့ဘောမတွေကညံနေတဲ့ခလေးကွက်တွေလာနေနေတယ်စခနဲ့ဘောမတွေနေပါဝင်အကုန်တင်ရမယ်မှတ်ထားဆိုရေးထားရှင်သူတို့ရဲ့ဒေါ်လန်ရေးကဒေါန်စန်းစုကြီးဥတီနေရမဟုတ်ဘူးဆိုတာသူတို့ကိုယ်တိုင်ဝန်ခံထားတာရှင်ဒေါန်စန်းစုကြီးပြတ်ထွက်လာတဲ့ PDF တွေကအသိဉာဏ်ရစရာအကြောင်းလည်းမရှိဘူးသူတို့လှုပ်ရှားရှားဆက်လုပ်သွားမှာသူတို့ပြောရရှင်းရှင်းလေးသူတို့တိုက်နေတာကတတ်မလို့တိုက်နေတာဒေါန်စန်းစုကြီးတို့ကမဟုတ်ဘူး ဒီတော့တက်မတော်ရှိနေတွေ့သူတို့ရဲ့လုပ်ငန်းစဉ်ကလုပ်နေအောင်မှာပဲဆိုတော့မိဘပြည်သူစဉ်းစားရတဲ့အချက်ပဲရှိမယ်ကိုယ့်ရဲ့တက်မတော်ကိုအပီးတိုင်းသူတို့ရဲ့စိတ်အတိုင်းပေါ့နော်သူတို့လိုချင်တဲ့စိတ်ဆန္ဒအတိုင်းဖြိုချလိုက်မလားဒါမှမဟုတ်လို့ရှင်ဒီကောင်တွေပြက်ရှင်မလားရွေးစရာနှစ်ခုပဲရှိရဲ့ရှင်ဒေါန်ဆန်းစုကြည်ဒီဘယ်နားမှာသုံးလို့မရတော့ရှင်သူတို့ကမိဘပြည်သူတို့တသက်မျောနှင်းချက်တွေပေးပြီး NLD ကရွေးကောက်ပွဲမှာထပ်ပြီးတော့ပါဝင်လာနိုင်ဖို့အတွက်ကိုဖြူဟာခင်းနေရရှင်ဒီထောင်ချောက်ထဲမဝင်ဖို့အတွက်ကိုဒီမှာတစ်ခါလေးပြောပြရပါရှင် ကျမောင်းနိုင်ငံရဲ့ကိစ္စရပ်တွေကပကတိအရှိတရားပိုင်းအတိုင်းပဲဖြည့်ရှင်းရတော့မှာဖြစ်ပါတယ်။အကြံဉာဏ်ရွက်ပွဲလာတော့မယ်မြန်မာနိုင်ငံမှာအရေးချင်းရှိရဲ့ပါတီအများရှိရဲ့ NLD မပါလဲကျမတို့ရွေးကောက်ပွဲကောင်းကောင်းလုပ်နိုင်တယ်နိုင်ငံတော်စီကံပြေဝါဒီမိုကရေစီဖြစ်အောင်ကျမတို့တည်ဆောက်လို့ရတယ်ရှင့်။ဒေါ်ဆန်းစုကြည်မပါလဲကျမောင်းနိုင်ငံရှေ့ဆက်ရှောက်နေရမှာပဲ။အဲ့ဒါကိုနိုင်ငံတော်တိုက်ခါရဲအကြခံပြီးတော့ဒေါ်ဆန်းစုကြည်ကိုပြင်းပြန်လှုပ်ပေးခဲ့တဲ့အတွက်ဒီလိုမျိုးပြဿနာတွေအကြီးကြီးဖြစ်သွားခဲ့ရတာ ဟိုးတောင်ထိပ်ကနေပြီးတော့လိမ့်ကျလာတဲ့ခဲလုံးလေးသလုံးလိုပဲရှင်နှင်းနေဖုံးနေတဲ့တောင်ထိပ်ကနေခဲလုံးလေးသလုံးကိုပြစ်ချလိုက်မယ်ဆိုရင်ဟိုးတောင်ချီရောက်တဲ့အချိန်ကျလို့ရှင်ခဲလုံးလေးကအဲ့ဒီ site တိုင်းပဲရှိမယ်လို့ထင်လားရှင်မရှိပါဘူးနှင်းလုံးနေကြတဲ့မှာခဲလုံးလေးဆင်းလာတာဖြစ်တဲ့အတွက်နှင်းနေကသူ့ကက်ကက်တက်ကက်ပြီးလို့ရှင်အောက်လေးရောက်ကနှင်းအဲ့နှင်းလုံးကအကြီးဖြစ်လို့ရှင်အောက်မှာရှိတဲ့အိမ်တွေအဆောက်အဦတွေကိုဖျက်ဆီးသွားမှာရှင်ဒေါန်ဆန်းစုကြည်ကလည်းတောင်ထိပ်ကနေဆင်းလာတဲ့ခဲတလုံးပဲရှင်အရင်ကတည်းကသူ့ရဲ့လှုပ်ဆောင်ချက်တွေကိုပြတ်ပြတ်သားသားနဲ့ခြေမုံခဲ့မယ်အရေးယူခဲ့မယ်ဆိုရင် ်ယနေ့လိုကိစ္စတွေမဖြစ်ပါအောင်ရှင်ဒီတော့ဖြစ်လာပြီဆိုမှတော့သူ့ကိုငဲ့စရာအကြောင်းမရှိတော့ဘူးရှင်ကျွန်တော်တို့နိုင်ငံကိုပဲငဲ့ရပါမယ်ရှင်ဒါကြောင့်ကျွန်တော်တို့ကတော့ပေါ်စရာရှိရပေါ်မှာပဲတောင်ဆန်းစုကြည်ကိုချစ်ပြီးဖြစ်စေမချစ်ပြီးဖြစ်စေနိုင်ငံတော်မျက်နှာကကြည့်ကြပါရှင်ဒါလေးတော့ကျွန်မသတင်းသုံးသပ်ချက်လေးနေနဲ့ပြောပြလိုက်ပါစီရှင်။ကျွန်မအနေနဲ့ဒီနေ့မှာသတင်းလေးနှစ်ပုဒ်ပဲပြောဖို့စစ်စစ်ရှိပါရဲ့ရှက်ဆက်ဆက်သတင်းလေးပေါ့နော်။ဆက်ဆက်သတင်းလေးနေနဲ့ PDF တွေပေါ့ရှင်။ PDF တွေအတွက်ကိုတက်မလို့အနေပြီးတော့ဘာလေးလှုပ်ဆောင်ပေးလဲဆိုတာလေးအရင်ဆုံးပြောပြမယ်ရှင်။ ပီတီအဖွဲ့တွေမှာကျွန်မခုနပြောသလိုပေါ့ရှင် NLD တွေရဲ့မူရမာယာတွေကြောင့်ရောရောင်ပြီးရောက်သွားတဲ့သူတွေကအလင်းဝင်လို့ရတယ်ရှင်ဒီအလင်းဝင်တဲ့ပွဲလေးကိုဆိုရင်ဒီလွန်ခဲ့တဲ့ကာလတွေမှာလည်းအများအားကျင်းပခဲ့တာမျိုးပြပြမှာတွေ့ပါလိမ့်မယ်လွန်ခဲ့တဲ့ဇွန်လ20ရက်နေ့မှာဆိုရင်လည်းဥပဒေပေါင်းတွေဝင်ရောက်လာတဲ့ပြစ်မှုကျူးလွန်ထားခြင်းမရှိတဲ့ပီတီရဲ့အမိခံအဖွဲ့ဝင်တွေကို၎င်းတို့ရဲ့မိဘပြည်သူတွေထံကိုထပ်မံပြီးလွှဲအပ်ပေးအပ်ခဲ့တဲ့အခမ်းအနားလေးနဲ့ကျင်းပခဲ့ပါရှင့် ဒီခန်းသားလေးကိုဆိုရင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဇေယသီရိခန်းမမှာကျင်းပပြုလုပ်ခဲ့တာဖြစ်ပါရဲ့ရှင်။အဲ့ဒီခန်းသားလေးမှာဆိုရင်လည်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်တိုင်းမှုဘုံမှုချုပ်မျိုးမင်းထွေးနဲ့ဌာနဆိုင်ရာတာဝန်ရှိသူတွေဥပဒေပေါင်းတွင်ဝင်ရောက်လာတဲ့ PDF တက်ခွဲဝင်နေတဲ့သူတို့ရဲ့မိဘဆွေမျိုးတွေလည်းတက်ရောက်ကြပါရဲ့ရှင်။ကျွန်မမှတ်တမ်းတပုံလေးပြသပါမယ်ရှင်။အလင်းဝင်ရောက်လာတဲ့ PDF လူငယ်တွေရာဆိုရင်အမျိုးသား22ဦးနဲ့အမျိုးသမီးစုစုပေါင်း24ဦးဖြစ်ပါရဲ့ရှင်။အဲ့ဒီလူတွေဝန်ခံပြီးလက်မှတ်ရေးထိုးတဲ့ပြီးရဲ့အခါမှာသူတို့ရဲ့မိဘအုပ်ထွန်းသူတွေထံကိုလွှဲပြောင်းပေးခဲ့ပါရဲ့ရှင်။ ဒါပြင်ဒီသတင်းထဲမှာရေးသားထားတာက PDF အပါအဝင်အဖွဲ့အစည်းအမျိုးမျိုးတို့အနေနဲ့နိုင်ငံတော်ရဲ့ရှေ့လန်းစဉ်တွေမှာပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက်သတ်မှတ်စည်းကမ်းချက်တွေနဲ့ညီဥပဒေပေါင်းအတွင်းကိုလက်နက်အနှံပြီးပြည်သူ့ဘဝကိုပြန်လည်ဝင်ရောက်ခြင်းပြုမယ်ဆိုရင်ကြိုးစိုးလက်ခံသွားမယ်ဖြစ်ကြောင်းဆိုပြီးတော့ထုတ်ပြန်ထားပါရှင့်နိုင်ငံတော်ဆိုတာထုတ်ပြန်ထားတာပေါ့နော်ဒီတော့တက်တော်အနေနဲ့လုံပေးနိုင်တဲ့အပိုင်းကအဲ့ဒါအကုန်ပဲရှင့်ဒီချိန်မှာလူငယ်တွေအနေနဲ့ပြည်မှုကျူးလွန်ထားခြင်းမရှိဘူးဆိုရင်အလင်းဝင်လိုက်တာတော့အမှန်ကန်ဆုံးရွေးချယ်မှုပဲ။တောင်ဆန်းစုကြည်လည်းမျှော်မနေနဲ့ဘု து မှလည်းမျှော်မနေနဲ့ရှင်။ကိုယ့်ရဲ့ဘဝကိုယ့်ဘဝကိုယ်သာစဉ်းစားဆုံးဖြတ်တင်ပါပဲရှင်။တော်လည်းရဲဆိုတော့လောက်ခဲ့တာလည်းဘယ်နှစ်နှစ်ရှိပြီလဲရှင်။ တော်လန်ရေးကိုယုံကြည်သေးရလားကိုကိုကိုအရင်ဆုံးပြန်မေးကြည့်ပါဘသူမှမမေးနဲ့တော့ကိုကိုကိုမေးသူများကမေးနေတော့မှသူများကကိုပေါက်ကြပြောလို့ရှိရင်အဲ့မှာအတွေးခေါ်ကပြောင်းသွားနိုင်သေးရဲ့ကိုကကိုနှစ်ခုပေါ်လက်တင်ပြီးတရက်နှစ်လောက်စမ်းသကြည့်ဒီချိန်မှာငါကတော်လန်ရေးကိုတကယ်ယုံကြည်သေးရဲ့ဆိုတော့လေသေရတိဆက်လို့ပေါ့ရှင်ကျွန်တော်တို့မတားပါဘူးအေးမယုံကြည်တော့ဘူးဆိုရင်တော့ကိုကကိုပြန်ဆန်းစဲငါဟာဒီတော်လန်ရေးဆိုတာအကြောင်းကြောင်းပြုတ်ပြီးတော့ပေါ့နော်မိဘပြည်သူတွေအပြစ်မဲ့တဲ့သူတွေတတ်ခဲ့လားအပြစ်မဲ့တဲ့သူတွေကိုမတရားကျင့်လာရင်လောက်ခဲ့လားမယိုင်းခဲ့လားသူတို့ဘာပုံမှာနှိပ်စက်ခဲ့လားရက်စက်ခဲ့လား အဲ့လိုအလုပ်တွေလုပ်ခဲ့လားမလုပ်ခဲ့ဘူးငါပီတက်ပဲလုပ်တာစစ်တပွဲတပွဲဝင်တိုက်တာတော့ရှင်းရှင်းလိမ့်မယ်ပေါ့နော်ဒါပေမဲ့သူများကိုနှိပ်စက်တာတတ်ဖြတ်တာရုတ်မာတာမရင်းကျင်တာမလုပ်ဘူးဆိုရင်တော့တက်မလို့နဲ့ဆက်သွဲပြီးတော့အလင်းဝင်လာတော့အကောင်းဆုံးရွေးချယ်မှုပဲရှင့်ဒါပြင်နိုင်ငံထဲမှာရှိတဲ့မိဘပြည်သူတွေအနေနဲ့ကလည်းဒေါန်ဆန်းစုကြည်လွတ်လာလို့ရှိရင်ပီတက်ဒီအားလုံးငြိမ်သွားမယ်ဆိုတော့မျောလင်းချက်အမားပေါ့နော်အဲ့မျောလင်းချက်အမားကြီးကိုခေါင်းနဲ့ထည့်ထားပြီးတော့ဒါကြီးကဖြစ်နိုင်လေရှိလားဆိုပြီးစဉ်းစားနေရထက်စာရင် ်ပီတက်တွေကိုငါတို့ဘယ်လိုခြေမုံရမလဲပီတက်တွေကိုခြေမုံနေတဲ့တံမတော်တိုင်းနဲ့ဘယ်လိုပူပေါင်းပြီးတော့နိုင်ငံရဲ့လုံခြုံရေးကိုငါတို့ဘယ်လိုမျိုးကူညီဆောင်ရွက်ရမလဲဆိုတာကိုစဉ်းစားတာကတော့မှပို့ပြီးတော့နိုင်ငံအေဂျင့်မှုတွေနီးစပ်တယ်ဆိုတော့မမေ့စေချင်ပါအောင်ရှင့်ကကြတယ်ကျမတို့က NLD ချက်မပြေမမပြေပြောတဲ့စကားတွေကိုရင်မထက်ထည့်ပြီးတော့မျောလေးချက်ကြီးရဲ့တွေရှိလို့ပြောပြတာပါတစ်ဖက်သက်အချက်ဆိုရလဲရှိရဲ့အဲ့လိုပဲဒေါန်ဆန်းစုကြီးလွတ်လာလို့ရှင်ပီတက်တွေအကောင်လုံးအေဂျင့်ဆိုတာနဲ့နေထိုင်တော့မယ်ဆိုတာကလည်းတစ်ဖက်သက်မျောလင်းချက်ပဲရှင်အဲ့ဒီမျောလင်းချက်ကဘရုံးမှာအပြေအဝဖြစ်လာမှာမဟုတ်ဘူးရှင် ဒါလေးကသိရှိနားလည်စေဖို့အတွက်ကျွန်မတင်းသုံးသက်ချက်လေးကနေသေချာလေးအသေးစိတ်ဟောပြလိုက်ရပါတယ်ရှင့်ကျွန်မအနေနဲ့ပြည်သူတွေလိန်ညာခံရတဲ့ဘဝအနေပြီးတော့ရုံးထွက်စေချင်ပါတယ်ရှင့်ပြည်သူတွေကိုကျွန်မအရင်တနာပါတယ်ရှင့်ကျွန်မကိုယ်တိုင်လည်းပြည်သူပါပဲလိန်ညာခံရတဲ့ဘဝဆိုတာမျောလင်းချက်အမှားတွေနဲ့ရှင်သန်နေရတဲ့ဘဝဆိုတာအင်မတန်ဆိုးရွားပါတယ်ရှင့်ဒီလိုဘဝတွေကနေပြည်သူတွေကိုကယ်တင်ဖို့အတွက်ကျွန်မတို့မှာတာဝန်ရှိရတဲ့အတွက်အခုလိုမျိုး data အချက်လက်စုံလင်စွာနဲ့မိဘပြည်သူများကျွန်မနေစဉ်နေရမယ်ပေါ်ထုတ်တင်ဆက်နေရတာဖြစ်ပါတယ်ရှင့်ကျမရဲ့စေတနာလေးကြောင့်မိဘပြည်သူများနားလည်ကြပါစေ မျော်လင့်ချက်အမားတွေထက်ဆိုင်ကျွန်မနိုင်ငံအတွက်တကယ်ကြိုးရှိတဲ့အရာတွေကိုပဲစီစဉ်ဆောင်ရွက်ပြီးတော့စ조사အားထုတ်နိုင်ပါစေလို့လည်းကျွန်မကဆုတောင်းမေတ္တာပို့သပါတယ်ရှင့်ကျွန်မတင်းလေးကိုနေ့စဉ်နားထောင်ခဲ့ကြရင်မိဘပြည်သူများလည်းစိတ်ချမ်းသာကိုကြမှာကြပါစေကောင်းကျိုးလိုရင်ဆန္ဒများပြေဝါကြပါစေလူချင်းချင်းလှည့်ပတ်ခံရခြင်းမှကင်းဝေးကြပါစေလို့ကျွန်မတို့ Prime Media မိသားစုမှဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင့်